technology brand မျိုးကို review ပေးရတာနှစ်ကြီးရဲ့ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံကလူတွေရဲ့ mindset ထဲမှာဒီ brand တွေက budget phone တွေပဲထုတ်တယ် reliable မဖြစ်တဲ့ phone တွေကိုပဲထုတ်တယ်ဆိုပြီးတော့အစွဲဖြစ်နေတာဗောနော်အဲအဲ့ဒီအစွဲရလဲကျွန်တော်တို့တော်တော်လေးကိုပြင်မရတော့ဘူးဗျဒါ techno ဆိုရင်ကျွန်တော်တို့ camon series တို့ပြီးွားရင် pova series တို့ s series တို့ကင်မှုတဲ့သူတွေဆိုရင်တော့ဒီ phone တွေကဘယ်လောက်ထိအဆင်ပြေလဲဆိုတာသိလိမ့်မယ် ဆိုတော့မကင်မှုတဲ့သူတွေလည်းဒီဖုန်းတွေကဘယ်လောက်ထိအဆင်ပြေလဲသိပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးခြင်းနဲ့ဆိုတော့ဒီနေ့ကျွန်တော်လက်ထဲမှာဖုန်းနှလုံးယောက်ထားတယ်ဒီဘက်ကကောင်ကကျတော့ Techno Power 7 Cat 5G ဆိုရအောင်ခေါက်ဘက်ကကောင်ကကျတော့ Techno Power 7 Baseball လေးပေါ့နော်အဲ့တော့ဒီဖုန်းနှလုံးရဲ့ဈေးကိုတစ်ချက်ရှင်းရမယ်ဆိုရင်တော့ဟောဒီဘက်က Power 7လေးက8128ကို9,9900 256ဆိုရင်တော့9,9900 ဟော်ဘက်က Pover 7 Cup 5G ကကြတော့7,9900ဆိုတော့ဒီဈေးတွေကိုမတန်ဘူးလို့ပြောခြင်းဘယ်လိုမတန်ဘူးလဲဆိုတာကျွန်တော်လာပြောလို့ရတယ်ပေါ့နော်ဒါ Techno Brand ဖြစ်နေလို့မတန်ဘူးလို့လာမပြောနဲ့ဒါကတော့ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ brand ဆွဲကြောင့်လို့ပဲပြောရမှာအဲ့တော့ကျွန်တော်တို့ Pover 7 Cup 5G ကနေအရင်စပြီးတော့ပြောကြတာပေါ့ကျွန်တော် main highlight အနေနဲ့ပြောခြင်းတာကဒီကောင်းရဲ့ high OS မှာတုံးထားတဲ့ Vision S ဆိုတဲ့တင်းမြင့်အကြောင်းပေါ့နော်နေရာတိုင်းမှာ futuristic ဖြစ်တဲ့ဒါစက်ရုပ်ဆန်ဆန် cyber design element တွေကို ုံးမိထားတယ်ဗျာ။ကာလာတင်းမအနေနဲ့ကငွေရောင်နဲ့လိမ္မော်ရောင်ကိုတုံးထားတာဖြစ်တဲ့အတွက်လုံးဝ futuristic design ဆိုတာမျိုးကိုပို့ပြီးတော့ပေါ်လွင်သွားတယ်။ icon ပေါင်းတစ်ထောင်ကျော်ကိုအစဆုံးပြန်ဆွဲထားတာနော်။အဲ့ဒါကောင်မှကိုကမကြိုက်သေးရင်ကျွန်တော် Tactical Tin Store ထဲမှာအများကြီးထပ်ပြီးတော့ရွေးလို့ရသေးတယ်။အပေါ်သားဆန္ဒမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကကွဲပြားတယ်ပြီးဝင်အသေးစိတ်ကြတယ်။ widget တွေ font တွေပြီးရ notification အတန်တွေ system အတန်တွေကအစအသစ်ပြန်လုပ်ထားတဲ့အတွက်ဒါက high os မှာဟုတ်ရလားတော့ပြန်မေးရမယ်ပေါ့နော်။ စိတ်ပါရင်ကျွန်တော်တို့ UI နာမည်အစ်စ်ပေးလိုက်လို့ရတဲ့အထိကိုဒီ UI ကလုံးဝ changes အကုန်လုံးပြန်လုပ်ထားတာ software ရဲ့ UI နဲ့တူသွားအောင်အခုလိုမျိုးဖုန်းရဲ့ hardware ကလာကအစသူတို့ငွေရောင်နဲ့လိမ်မော်ရောင်နဲ့ပေါင်းထားတဲ့အယောင်ဆိုတော့မသိရင်များကျွန်တော်တို့ limited edition ဖုန်းတစ်လုံးကိုခံစားရသေးတယ်ဒီအယောင်ကသူတို့နာမည်ပေးထားတာ magic saver ပေါ့နော်ဒါပေမဲ့ ျွန်တော်ကိုဒီအရာဝန်သားနာမည်ပေးခိုင်းကျွန်တော်ကတော့ဒါ Cyber Saver ဆိုပြီးနာမည်ပေးမှာဘာဖြစ်လို့ဆိုတော့စဉ်းစားကြည့်ဗျာသူရဲ့ဒီဒီဇိုင်းက matched ထက်ဆိုင် Cyber နဲ့ကပို့ပြီးတော့လိုက်တယ်လို့ခံစားလို့ပေါ့ကင်မရာဘန်းကလုံးဝအစင်းလိုင်းလေးတွေကအစပြီးပါရင်နောက်မှပေါ်ထားတဲ့ဒီ line တွေပေါ့နော်အဲ့ line တွေအစုံဂယူဆိုင်ထားပေးတဲ့အတွက်ဖုန်းရဲ့ design language ကလို့ပြောရမလဲဘယ်တော့မှဒီဇိုင်းမပြောင်းနဲ့ဗျာဒီ Apple လို့ Samsung ထုတ်တဲ့ဆိုင်အများကြီးအားဆိုင်ထုတ်ထားတယ်ဆိုတာတွေ့နိုင်တယ်တကယ်တမ်းကျွန်တော်တို့ကတလွဲသပိတ်ကောင်ဖြစ်နေရဗျာ ဘယ်နဲ့သိရမလားဒီလိုမျိုး design changes မလုပ်တဲ့ brand တွေကြတော့ကျွန်တော်တို့ design consistency ဖြစ်တဲ့ဘာညာလျှောက်မြောက်ပြင်ပြောနေကြပြီးတော့ဒီလိုမျိုး design ကိုအားထုတ်ထားတဲ့သူတွေကြတော့မသိရင်များ designer ကလှုပ်ထား designer ကအလကားဟိုလူပိုကြီးလိုဖြစ်နေသိရမလားကျွန်တော်တို့တကယ်ပြောရင်ဒီလိုမျိုးအား site ထုတ်တာတကယ် appreciate ဖြစ်ပါတယ်ဒီဖုန်းမှာတော့ကျွန်တော်တို့က cut display လည်းဖြစ်တယ်ပြီးွားသူ့ရဲ့အထူကား7.45 mm ပဲရှိတဲ့အတွက်လက်ထက်မှကိုင်ရတာပါပါလုံးလုံးလေးနဲ့တက်တောင်တက်တာရှိရပေါ့ဘေး quality ဘိုင်းကကြတော့ metal ဟုတ်မနေတာရယ်ပြီးွားသူ့ရဲ့အနောက်က back cover က glass မဟုတ်နေရတဲ့အကြောင်းလက်ထက်မှကိုင်ရတဲ့အချိန်ဈေးကြီးတယ်ဆိုတော့ခံစားချက်မျိုးတော့မရဘူး ဲဒါပေမဲ့ပော့တယ်ပါတယ်အဲတတောင်တတာရှိရလို့ပြောရင်တော့ပုံမှန်ပဲโอเคဒီတိပြောခဲ့တာတွေကကြတော့ဒါ UI နဲ့သူ့ရဲ့အပြင်ပန်းပုံသဏ္ဍာန်အကြောင်းပေါ့เนาะဆိုတော့အထက်က specification အနေနဲ့ဘာတွေပါလဲကြည့်ရမယ်ဆိုရင်ကျွန်တော်73သိမ်းပေးမယ်ဗျာဘာပြင်ရမလဲလို့မေးရင် အဲကျွန်တော်တို့ဒီက official brand အများစုကတော့ G100 ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းမှာကကျွန်တော် Dimensity 9300က Ultimate ကိုထည့်ပြီးတော့သုံးပေးထားတယ်ဆိုတော့ဒီကောင်ရဲ့ performance ကတေချာသားတော့ G100 ထက်တော့ကောင်းတယ်အဲ့တော့ Snapdragon တွေကဘယ်ကောင်နဲ့ညီလဲလို့ရှင်ပြရရင်ကျွန်တော် 7S Gen 2နဲ့တော့တွားပြီးတော့တူမယ်ပေါ့နော်ဆိုတော့ performance level ကတော့ Mate 6ပဲဒါပေမဲ့သိရမလား G100 ထက်ဆိုင် performance ပိုကောင်းတယ်နာမည်လည်း ဟိုပို့ပြီးတော့ကြားကောင်းတော့လူကြိုက်ပုံများမှာပေါ့ဗျာကျွန်တော်တို့ PUBG ကို90 frame per second အထိရပြီးတော့ဒါ Mobile Legend နဲ့ HOK မှာဆိုရင်တော့ကျွန်တော်120 frame per second အထိရတယ်အပြီးွားရင်နောက်တစ်ခုကဘာလဲဆိုတော့ဒီ9300 anime ဖြစ်သွားတဲ့အတွက်ကျွန်တော် YouTube video တွေကြည့်ရင် 2160p 60 frame per second အထိရတယ်ဗျာဒါ G100 ဆိုရင်တော့ကျွန်တော်တို့ 1440p အထိပဲရမယ်ဘက်ထရီနေနဲ့ဆိုရင်တော့ကျွန်တော်တို့9500 mAh ပါတယ်ဗျာဆီလီကွန်ကာဗွန်တော့မဟုတ်ဘူးဒါပေမဲ့ဒီဖုန်းပါပါလေးထဲမှာရအောင်တော့ထည့်ပေးထားသေးတယ်45 watt flash လည်းပါတယ် ီးပါသူက display အနေနဲ့ဆိုရင်တော့ 1080p AMOLED ကမှာ 144Hz ရရပါเนาะဆိုတော့ display ကဒီသေးတန်းထဲမှာတော့လောကပေမီတန်းပြီပဲအဲ့ဒါကမှာ IP64 ရယ် 64MP camera ရယ် Dolby Atmos ရယ် stereo speaker ပါတယ် speaker quality အနေနဲ့ကတော့ဒီသေးတန်းထဲမှာကျွန်တော်ဒီထက်ပိုကောင်းတာတွေရနိုင်ဦးမယ်လို့ယုံကြည်တယ်ထူးခြားပြီးကောင်းမွန်တဲ့အချက်တွေကိုပြောရမယ်ဆိုရင်တော့ဒီကောင်းရဲ့ display နဲ့ camera ပဲဗျ display မှာဆိုရင်ကျွန်တော်ဘာလို့ ဟိုအဓိက highlight လုပ်ပေးခြင်းလား144 hash ကိုအသာထားလိုက်ပြဒီကောင်းရဲ့ brightness ဒီကောင်းရဲ့ brightness ကြီးကတော်တော်ကြီးကိုကြောက်စရာကောင်းအောင်လင်းတာเนาะလုံးဝနေရောင်အောက်မှာတော့ကောင်းကောင်းမြင်ရသေးတယ်ပြီးမှရင်ကင်မရာဘိုင်းနေနဲ့ဆိုရင်64 megapixel ကိုမှတက္ကသိုလ်ရဲ့ခုနောက်ပိုင်း color အယူအဆကလုံးဝပြောင်းလဲလာတာကိုတွေ့ရတယ်ဆိုတော့ပုံတော့ quality တွေအနေနဲ့ဆိုရင်ကျွန်တော်တို့ လို့ပြောရမယ်အပါမရင်ဖုန်းတွေအထိကိုတက်ဖိုက်လို့ရတဲ့အထိကိုကောင်းတယ်ကျွန်တော်တို့အနည်းဆက်ဆုံးဘဲကင်မရာနဲ့တူလဲလို့ပြောရရင်သူ့ရဲ့ Techno Camon series နဲ့တော်တော်လေးကာလာသွားတူတာကိုတွေ့ရတယ်ပြီးတော့ဒီဖုန်းမှာက ultra wide lens မှာပါတဲ့အတွက် Holika ကင်မရာလေးကခြားတော့ဒါ depth sensor အနေနဲ့ပဲသုံးတဲ့ကင်မရာပေါ့နော်ပြီးတော့သူ့ရဲ့ selfie က30 meg ပဲသက်အထိပါတယ် AI ဆိုရင်လည်း AI wallpaper generator တွေပြီးတော့ရင်ကိုပုံနဲ့ AI sticker တွေပါလေထုတ်လို့ရတယ်ပေါ့နော်ပြီးတော့ AI note high translate AI eraser AI extender အဆုံးပါပဲဗျ iPhone တွေနဲ့ မတူတာကဒီကောင် AI နေရာတကယ်အသုံးဝင်နေပါတော့အဲဆိုတော့ဒါကပို့ပြီးတော့ဈေးကြီးပြီးတော့ mirroring performance စစ်စစ်ကိုပြင်ရတယ်မော်တယ်အခု AI inverter မှာဆိုရင်လည်းဒီက captain ray ကရုပ်လေးကိုဖျောက်ကြည့်တဲ့အချိန်မှာတော်တော်လေးကိုအလုပ်ဖြစ်တယ်အဲ့ဒါကိုမှကျွန်တော်တို့ကဟိုထပ်ပြီးတော့ပါတော့ဒီ AI ဘယ်လောက်ထိလုံနိုင်လဲလို့ဒီအောက်ကဆိုဖာခုံလေးကိုဖျောက်ကြည့်လိုက်တော့ကျွန်တော်တို့ရဲ့ဟိုအခန်းတစ်ခန်းလုံးရဲ့ဘယ်လိုလဲကြမ်းမြင့်နေပါပေါ်လာတယ်ဗျာအခုဒီပုံစံကြည့်လိုက်ရင်ဒါကျွန်တော်တို့လုံးဝဘယ်လိုပြောရမလဲ ဟို AI နဲ့လောက်ထားမယ်တော့အရင်မသိတာဘူးပေါ့နော်ပြီးွားရင်ကျွန်တော်တို့ဒီပုံကိုပဲသူ့ရဲ့ AI extender ဆိုတဲ့ကောင်နဲ့ expansion ထပ်လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့အခန်းရဲ့နောက်ထပ်ဟိုတကယ်မရှိတဲ့ပေါ့နော်အခန်းကြီးပါထပ်ပြီးတော့ထွက်လာဆိုတော့သူ့ရဲ့ AI ကတော်တော်ကြီးအလုပ်ဖြစ်တယ်ဗျအဲ့လိုမှမဟုတ်ဘူးဗျကျွန်တော်ကတော့ဈေးအများကြီးမတက်နိုင်ဘူးဒီကောင်ရဲ့ဈေးတစ်ဝက်လောက်ပဲသုံးမယ်အဲ့ဒါဆိုရင်တော့ဘာပြန်ရအောင်မလဲလို့ကျွန်တော်ကမေးရင်တော့ လုံးဝပေါ့နော် base model entry level တော့ဖြစ်သွားမယ် over 7 pro တို့ဒါ pro plus တို့ကဒီမှာမသွင်းတဲ့အတွက်ကျွန်တော်တို့ပိုကောင်းတဲ့ model လိုချင်ရင်တော့ကျွန်တော်ဒီ cut version ကိုဝယ်มาပဲရမယ်ပေါ့နော်ဟုတ်ကဲ့1 to 8 gig ငါးသိန်းခွဲနဲ့ဘာပြန်မလဲလို့ချက်ကြည့်မယ်ဆိုရင်အချို့နေရာတွေကပို့ပြီးတော့တန်နေတယ်လို့ပြောလို့ရတယ်။ဘာလဲဆိုတော့ဒီကောင်းမှာက battery က 8000mAh ပါတယ်။အဲ့တော့အားသာချက်အနေနဲ့အားပို့ခံမယ်ပေါ့ဗျာ။အားနေချက်အနေနဲ့ကဖုန်းကနည်းနည်းလေးပို့ပြီးတော့ထူပါမယ်။ပြီးွားရင် 45W အဲ charging speed ကတူတူပဲဆိုတော့နည်းနည်းလေးအသွင်တာပို့ပြီးတော့စောင့်ရတယ်။သူကဒီကောက်မှာက G100 Ultimate ဖြစ်သွားမယ်ပေါ့နော်။ဆိုတော့ performance အနေနဲ့ကတော့ entry low အနေနဲ့ကတော့လုံလောက်တယ်ဗျ။ DTP LCD 120Hz ဖြစ်သွားမယ်။ပြီးွားရင်ဒီကောက်က LCD ဆိုပေမဲ့မခန့်တာက AOD ကိုဟို backlight ရေးရေးလေးဖွင့်ပြီးတော့ရအောင်လုပ်ပြသွားရပေါ့နော်။ အမိုးလည်းနဲ့မတူတာကြတော့အချိန်ကြာကြီးတော့ဖွင့်လို့မရဘူးဗျာ1 away macabese ပါပေမဲ့ကျွန်တော်တို့ pover 7 cup လို့မျိုး color ယူဆမတူတဲ့အတွက်အရန်ကြီးတော့ကောင်းမနေဘူးဒါပေမဲ့ macabese အကောက်များတဲ့အတွက်ကျွန်တော်တို့ zone တော့ပို့ပြီးတော့ဖြဲကြည့်လို့ရတာပေါ့လေနော်အပြီးဝရင်ဒီကောင်ရဲ့ရှေ့ကချင်းလေးပါတယ်လည်းတော်တော်လေးကိုထူတယ်ဗျာဒါပေမဲ့အနောက်က back cover design နဲ့ camera layout design ကိုအားထုတ်ပေးတာဒါတော့ကျွန်တော်အသိမှတ်ပြုရမယ် โอเคအဲ့တော့ဒီဖုန်းနှလုံးမှာကျွန်တော်ဘာဝယ်ရမလဲလို့မေးရင်ဈေးကြည့်ရင်တော့ပိုကောင်းတာပါဗျာဆိုတော့73သိန်းပေးရင်တော့ကျွန်တော် official brand တွေထဲမှာဘယ်မှမပြန်မရတဲ့ specification တွေပြန်ရလိမ့်မယ်9သိန်းခွဲပေးမယ်ဆိုရင်လည်းအလောက်ကြီးတော့မစိုးသေးဘူးအဲကျွန်တော်တို့ battery အသေးခံသွားမယ်ဗျာပြီးွားရင်ဖုန်းထက်တာဟန်တာမပူရတဲ့ performance ပြန်ရမယ်တိုင် ATB LCD ဆိုပေမဲ့လည်းကျွန်တော်တို့အနည်းဆုံး120 Hz တော့ရသေးရဗျာဆိုတော့သူ့အားနဲ့သူကတော့တန်ပါတယ်ဗျဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့ဘယ်ဖုန်းဝယ်ရမလဲဆိုတာလည်းနည်းနည်းလေးအဲစဉ်းစားကြရသွားမယ်လို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်